ရန်ကုန်အေယာဝတီအပါအဝင်နဲ့တိုင်းနယ်ပြည်နယ်တချို့မှာမိုးသည်ထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်အေယာဝတီအပါအဝင်တိုင်းနယ်ပြည်နယ်တချို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေတာကြောင့်မိုးရွာသွန်းခြင်းနဲ့လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထားတယ်လို့သိရပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်အသိပေးချက်တွေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့အေယာဝတီတိုင်းဒေသကြီးတွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိကြောင်းသိရပါတယ်။ မိုးတိမ်တောင်များရွေ့လျားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြားရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ် နေပြီးတော့ပဲခူးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာနေရာကျက်ကျက်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ကြုံရွာသွန်းနိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အသိပေးထားကြောင်းသိရပါတယ်။